အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာလွင်ငင်းခန့်ရေးတာတဲ့ဖူးဒံဝဲလို့ချီဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်ခင်းဤရောင်ကြီးအောက်တွင်ကျွန်တော်တို့၃ဦးစကားတံများဖြင့်လက်ဖက်ရည်ဆိုင်လေးကအသက်ဝင်လွန်လှပေးတယ်။ရုံးပေးရတိုင်းဒီဆိုင်ကလေးမှာလက်ဖက်ရည်တောင်းရင် ကျွန်တော်တို့စုံနေကြဖြစ်တယ်။ရေပတ်မဝင်အောင်ပြောနိုင်ကြတယ်။ကျွန်တော်တို့ကိုဆိုင်ရှင်ဦးလေးကြီးကလည်း အလိုက်သည့်စွာခရအိုးတဲ့သို့ရေနွေးထည့်ဖြည့်ပေးလေရှိတယ်။ကျွန်တော်တို့စကားဝိုင်းကို အမြဲဥဆောင်လေရှိသူက ရွှေမျက်မှန်ဟု အမည်ပေးထားတဲ့ဖုံးခန့်ဖြစ်တယ်။ဒီကောင်ကြီးကကြောင်းတုံးကလေးကကျွန်တော်တို့ထံနှာတပြားတာတယ်။ခရီးသွားဝန်ဆောင်မှုအေဂျင်စီတစ်ခုထောင်သားသူပြီးပြီးပြင်ပဗဟုသုတမှန်သမျှနှံ့နှံ့ဆက်ဆက်ရှိတယ်။ဒါကြောင့်လေစောင်းနဲ့မျက်နှာမခွာတဲ့ဖုံးခန့်ကို ရွှေမျက်မှန်လို့ ကင်မွန်တက်ခဲ့ကြတယ်။ရွှေမျက်မှန်စကားပြောရင်တိတိမိမိနဲ့ကြကြလက်ကြပြောတတ်တယ်။စာအလွန်ဖတ်တယ်လို့စာပေဘဟုတုတကျဲဝသူလည်းဖြစ်တယ်။တဖက်လူမငီးငွေ့စေဖို့အံပံမူရာရီနဲ့အာပေါင်းအာရင်တန်တန်ပြောတတ်သေးတယ်။နောက်တစ်ယောက်ကဝက်ကြီးလို့ကျွန်တော်တို့စားနောက်နေကြအောင်မင်းဦးဖြစ်တယ်။ဝက်ကြီးကနမဲနဲ့လိုက်အောင်ဝေါဝါတုတ်တုတ်နဲ့အရန်မောင်းကလည်းထွာလာတယ်။ဘွေရပြီးနောက်မိသားစုနဲ့အတူတူ ကိုပိုင်စီးပွားရေးတခုကို အကောင့်ထဲပေါ်လျက်ရှိတယ်။ဝက်ကြီးကတော့ဘာကိုမှလေးလေးနက်နက်စဉ်းစားတွေးခေါ်လို့မရှိ။တနေ့တနေ့စားဖို့တောက်ဖို့လောက်သာသူ့ကောင်းနဲ့ရှိတယ်။လက်ဖွာသူလို့ပြောလို့ရတယ်လို့ပေးဖို့ကမ်းဖို့လည်းတွန့်တိုတခြင်းမရှိပေ။ကျွန်တော်အကြောင်းကတော့အထူးတွေမိတ်ဆက်စရာဟူရည်မရှိ။ကျွန်တော်မှာအထယ်လေးစက်ရုံတစ်ခုဖွင့်ထားတယ်။ကျွန်တော်လုပ်ငန်းကိုသာအာရုံစိုက်တတ်ပြီးသူတစ်ပါးအကြောင်းကိုကောင်းလေတိတ်ထဲလေမရှိပေ။ ျွန်တော်ကိုတော့သူတို့ကစာအုပ်ကြီးလို့နာမည်ပြောင်ပေးထားတယ်။ဘာပဲလုပ်လို့စရင်စရာနဲ့တိတိကျကျလောက်တက်တာကြောင့်ဖြစ်တယ်။သို့တော့ကျွန်တော်ကလည်းအဖွဲကြပြီဆိုသည်နှင့်ကြွေးဖို့မွေးဖို့လက်နေတတ်သူမဟုတ်ပါ။ဆိုခဲ့သည့်အတိုင်းကျွန်တော်တို့သုံးက စီးပွားရေးတက္ကသိုလ်စတက်စဉ်ကလေးကအရင်နည်းဆုံးရင်ဖွင့်ပေါ်များဖြစ်ခဲ့ကြတယ်။လုပ်ငန်းခွင်အတီးတီးတို့ဝင်နေကြပြီဖြစ်ပေမဲ့ပိတ်ရက်ရောက်တိုင်းဒီဆိုင်ကလေးမှာ အမြဲလာတိုင်းပြစ်ကြတယ်။အသေးဖွဲလေးတစ်ခုကိုမိတီးပြီးသုံးယောက်သားဆွေးနွေးကြတယ်။ညင်ခုန်ကြတယ်။ကော်ဖီပူပူတွေအေးဆက်သွားကမှတကြိုက်တည်းမော့ပြီးဝိုင်းသိမ့်လိုက်ရသည်ကများတယ်။ဒီနေ့ခေတ်မှာလူတွေရဲ့ဇာတိတာက ချိုးရင်းလာပြီးကွာ။အော်ဟိုမှာကြည်စမ်းခလေးလေးတွေလက်အုပ်ချီပြီးတောင်းနေကြတာ။မတော်လို့ရင်တိုက်မိရင်ဘယ်နဲ့လောက်ကြမလဲ။ရွှေမျက်မှန်ကလက်ဖက်ရည်ဆိုင်ရှိကားလမ်းပေါ်မှာခလေးတွေကိုကြည်ရင် စကားစာပြောလိုက်တယ်။ဒါတော့ကွာသူတို့ဘဝရဲ့အကျိုးပေးကံပဲပေါ့။ကျွန်တော်ကကံကိုရိုးမယ်ဖွဲလိုက်တယ်။သူတို့ကိုအထင်မသေးလိုက်နဲ့တားကြီးတို့မင်းတို့ငါတို့တဲ့အပုံကြီးကြောတော့နောက်ခံရှိတယ်။လူကြီးတွေကနောက်ွယ်ကနေကြိုးကင်နေပုံပဲကွာ။ဝက်ကြီးကသူတီထားသမျှကိုပြန်လဲပြောပြရင်မေကရွက်ကဖြစ်ပောက်ကွဲနေလေတယ်။ထိုလူရန်စားများဘဲခေဘဲခါကစတင်ပေါ်ပေါက်လာသည်ကို ကျွန်တော်လည်းမသိကျွန်တော်တိတ္တဆာရွယ်ကလေးကလူစီကားသောနေရာမှန်သမျှသူတို့ကိုအမြဲတွေးကြရတယ်။ကောင်းရောင်းကောင်းဝယ်လှူစား၍ရနိုင်မှရဲ့ဒီအလုံးနဲ့အသက်မွေးနေသည်ကိုငယ်စဉ်ကတော့ကျွန်တော်အဖို့တန်တော်ဖြစ်ခဲ့ရသေးတယ်။သူတို့အဖို့ကိုသားသမီးကို ခိုင်းစားနေခြင်းတွင်အဖြစ်ရှိသည်လို့ယူဆပုံလည်းမရ။သူတို့ဘာဥစ္စာကို မတော်မတရားခိုးယူနေခြင်းမဟုတ်ဟုလည်းစိတ်ပိုက်ထားပုံရတယ်။ သို့တော်လူပေါင်းလူလောကတွင်မြည်သောမြလက်ခံနိုင်ပွဲရာမရှိဒါပေမဲ့သူတို့သားသမီးတွေတော့ဟုတ်ဟန်မတူဘူးဘယ်မိဘကသားသမီးကိုဒီလိုရရဆက်ဆက်ခိုင်းပါလဲဝက်ကြီးကသူ့အမြင်ကိုစတင် ဖွင့်ဟလိုက်တယ်ကဘာမီးလောင်တားကောင်ချာနေဆိုတဲ့စကားကအလကားမဟုတ်ဘူးအဲ့လိုလူမျိုးတွေရှိနေလို့လေဘိုးဘွားရိတ်သားတို့မိဘမဲ့ခင်ရတို့ပေါ်လာတာပေါ့ရွှေမျက်မှန်ဤစကားကိုကျွန်တော်ကခေါင်းညှိ၍ထောက်ခံချက်ပေးလိုက်တယ် တကယ်တော့မိဘမဲ့ကေရာတို့ဘိုးဘွားရိတ်သားတို့ကရှိကိုမရှိတင်တာကွာဒီလိုနေရာတွေရှိနေလို့လေလူတွေက မကောင်းမှုတွေကိုလှုပ်ချင်တိုင်းလှုပ်ခွင့်ရနေကြတာငယ်ရွယ်သူတွေရဲ့စိတ်မှလည်းသူတို့ဖြစ်ချင်တိုင်းဖြစ်ပြီးမှနောက်ဆက်တွဲကြုံရမယ့်ပြဿနာတွေကိုအလွယ်တကူကောင်းဆောင်ခွင့်ရသွားကြတာရွှေမျက်မှန်က secret ကိုဖွာလိုက်ရင် သူ့အမြင်ကိုထမှန်ချဲ့ထွင်၍ကောက်ချက်ချလိုက်လေတယ်အဲ့ဒါတော့ငါလက်မခံဘူးကွာဂေဟာတွေရှိလို့ ဒီလိုလူတွေရှိလာတာမဟုတ်ဘူးဒီလိုလူတွေရှိလို့ဂေယာတွေရှိလာတာစဉ်းစားကြည့်ကွာဂေယာတွေမရှိလဲနှလုံးသားမရှိတဲ့လူတွေဖို့ကလေးတွေရောဘိုးဘွားတွေရောစွန့်ပစ်နေကြမှာပဲဝက်ကြီးကရွှေမျက်မှန်ဤစကားကို အလိုမတူဟန်ဖြင့်ရှူရှူတိုင်တိုင်ပြောချလိုက်တယ်ကျွန်တော်ကတော့သူတို့စကားကိုသာအလေးနက်နားထောင်ပြီးစကားဝိုင်းတဲ့သူခုတိဝင်မပါသေးမင်းပြောတာလည်းမမှားပါဘူးဒါပေမဲ့လူတွေဟာ ကိုယ့်ရဲ့လွတ်လပ်မှုကိုစီးမရှိကမ်းမရှိအတုံးချပြီးဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေကိုအလွယ်တကူဖြေရှင်းနိုင်တဲ့ဒီလိုနေရာမျိုးတွေကိုအားကိုးရှာလာကြတယ်။ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့မိဘတွေကိုတောင်ဒီလိုနေရာမျိုးတွေရှိမှန်းသိလာကြတော့စွန့်ပစ်ဖို့ဝန်မလေးကြတော့ဘူး။ရွှေမျက်မှန်ကလည်းဝက်ကြီးဤစကားကိုပြန်လည်ငင်းချထုတ်လိုက်လေတယ်။ဒါဆိုမင်းကရိတ်တာတွေခေရတွေမရှိစေချင်တဲ့သဘောလား။အဖိုးဖွားတွေခလေးငယ်လေးတွေကိုလမ်းဘေးမှာတောင်းရန်စားတော့စေချင်တာလား။ အသီးခောက်ကဲ့အဝင်နှက်သူတွေက လောကကြီးမှာရှိကိုရှိနေပြီးသားကွာ။ဂေယာတွေရှိရှိမရှိရှိစွန့်ပြဲ့မဲ့သူကပြစ်ကိုပြစ်မှာ။ရေနွေးချမ်းပကံလုံးကို မာလိုက်ချလိုက်နေရာရွှေ့လိုက်နေအာပေါင်းအာရင်တန်တန်ပြောနေတော့ဝက်ကြီးအတန်ကြောင့်ဘေးဝိုင်းများကပါကျွန်တော်တို့ဘက်တို့မတိမတာကဲခတ်၍ကြည်နေကြလေတယ်။ကျွန်တော်တို့စကားဝိုင်းကအချိန်တက်စာပြုတ်လာတယ်။ကျွန်တော်ကတော့သူတို့နှစ်ယောက်လုံးဤအဘိဓမ္မာကိုသာအာယုံဆိုင်နေမိတယ်။ ျက်နဲ့ကျက်ဥဘယ်ဟာရင်ဖြစ်တယ်လဲငင်းခုံနေတဲ့ကဲ့သို့ပင်ဂေဟာရှိ၍စွန့်ပြစ်မှုတွေများနေသည်လားစွန့်ပြစ်မှုတွေများ၍ဂေဟာရှိနေသည်လားကျွန်တော်ကိုယ်တိုင်မရေမရာတွေးများနေဇဝေဇဝါဖြစ်နေမိလေတယ်မင်းနားလည်မှုလွဲနေပြီဝတ်ကြီးရရိတ်တာတွေမရှိရဘူးလို့ဆိုလိုတာမဟုတ်ဘူးရိတ်တာတွေကလက်ခံတဲ့အခါအမှန်တကယ်ဒုက္ခရောက်နေတယ်မိဘမဲ့နေတဲ့ကလေးတွေကိုပဲလက်ခံပေးတင်တာပေါ့ မိဟိုဖားဟိုတွေဆိုလဲစီးပွားရေးကြက်တဲ့ခက်ခဲနေလို့အစာရေစာမဝတဲ့အတိတ်ဒုက္ခရောက်နေသူတွေကိုပဲစီစစ်လက်ခံပေးတဲ့ခုတော့ဒိဋ္ဌိကျဲချမ်းသာနေတဲ့သူတွေကအစတောင်းဝန်မယူနိုင်တဲ့အစုံမျက်နှာလဲကဲပြစ်လုပ်နေကြတာမဟုတ်လားရွှေမျက်မှန်ကလည်းအရှုံးမပေးဝက်ကြီးစကားကိုအချကောက်ပြီးစကားပြန်ဆက်လေတယ်မဟုတ်သေးဘူးရွှေမျက်မှန်ဂေယာတွေကိုထူထောင်ထားတဲ့ဆိုကလေးကတီထောင်သူတွေရဲ့နှလုံးသားဟာ ဘလောက်တောင်ဖြူစင်တန်ရှင်းနိုင်မလဲတွေးကြည့်တဲ့နဲ့မင်းပြောသလိုသူတို့ကစီစစ်ပေးတယ်ပဲထောင်းခုဖြစ်နေကြတာကဂေယာမှုတွေမသိအောင်ကလေးတွေကိုခြံရှိမှလာပစ်သွားကြတယ်ထားစို့ဂေယာမှုတွေကမျက်နှာလဲခဲပြနေနိုင်မယ်လို့မေ့ထင်လားဝက်ကြီးစကားကိုသဘောကျစွာဖြင့်ကျွန်တော်လဲခေါင်းညိမိလိုက်လေတယ်အေးငါလဲအဲ့ဒါကိုပြောချင်တာလေဂေယာမှုတွေက ခုကြတော့စုပ်ပစ်ခံကလေးတွေကိုကိုယ်တိုင်လိုက်ခေါ်ပေးနေပြီ။ မိဘတွေကသူတို့မလိုချင်မှုဆိုတာနဲ့ပဲဖုန်းလဲတစ်ချက်ဆက်လိုက်တာနဲ့တောက်ခေါ်ပြီဒီလိုမျိုးတွေရှိနေတဲ့၍မိုက်မိုက်ကန်းကန်းကောင်တွေကလည်းထင်တိုင်းကျဲနေမှာပဲရှေမျက်မှန်စကားဆုံးမှာအွန်လိုင်းမီဒီယာပေါ်ကသူပြောသလိုအဖြစ်မျိုးတွေကိုကျွန်တော်လည်းပြန်မြင်အောင်မိလာတယ်နည်းနည်းများသွားပြီရှေမျက်မှန်တကယ်ဆိုမင်းတို့ငါတို့မလုံနိုင်တဲ့အရာကိုတော့သူတို့တွေဥဆောင်ဥရွယ်ပြုတ်နိုင်ကြတာလေးစားရမှာကွနှုတ်မို့ဆိုခလေးပေါင်းများစွာဘဝပေါင်းများစွာ ဘလောက်တောင်ရေတွေနစ်သွားကြမလဲအခုလိုမိဘအရင်တွေကနေခိုင်းစားနေတဲ့ကလေးတွေနဲ့ဆိုင် ရိတ်တာကကလေးတွေရဲ့ဘဝကမိဘမရှိုံကလွယ်လို့အားလုံးပြည့်စုံတယ်ကွာရှုံနောက်နောက်နေတတ်သောဝက်ကြီးကအတီပေါင်းနဲ့ချလာတော့ကျွန်တော်ပင်အံ့အားသင့်မိလေတယ်ရွှေမြမန်ကတော့သူ့ပုံစံအတိုင်းတခုခုပြောဖို့ချင့်ချိန်နေပုံရတယ်ကျွန်တော်ကတော့ဒီစကားဝိုင်းကိုအမျက်သာအဆုံးတက်လိုက်ချင်တော့တယ်ဘသူမှန်တယ်ဘသူမှားတယ်ကိုကျွန်တော်ကိုယ်တိုင်လည်းမဝေခွဲတတ်တော့ခက်လာတယ် ေးကြတာကတော့ဝက်ကြီးလဲမမသလိုရွှေမျက်မှန်လဲမှန်ပေတယ်။ဟေးအောင်စာအုပ်ကြီးရင်ကြသားကောင်းလာပြီလား။ဘာလဲငါတို့နဲ့စကားပြောရင်ကောင်းမလေးစီဆက်ရောက်သွားပြီထင်တယ်။ပြောစမ်းကွာမင်းအမြင်ဘလို့ရှိလဲ။ဝက်ကြီးစကားဆုံးမှာသူတို့နှစ်ယောက်ဤမျက်မွန်းတကားများက ကျွန်တော်ထံသို့စုပြုံရောက်ရှိလာတယ်။ဒီအတိုင်းဆိုမြောက်ဦးကကျွန်တော်ဘက်လှည့်လာသည့်ပုံစံမျိုးဖြစ်နိုင်ရင်ဒီဇပွဲဝိုင်းမှာအမြန်လှည့်ထွက်သွားခြင်းမိတယ်။ အိုတိုအန်တန်ဖြစ်နေသောကျွန်တော်အမူအရာကိုကြည်ရင် ဝက်ကြီးကစိတ်မရှိဟန်ဖြင့်မျက်နှာလွှဲလိုက်လေတယ်။ရွှေမျက်မှန်ကတော့ကားလမ်းမပေါ်မှာတရွေ့ရွေ့သွာလာနေကြသောရင်များကိုသာငေးကြည့်နေလေတယ်။မင်းတို့နှစ်ယောက်လုံးမှန်ပါတယ်ကွာ။ဂေဟာရင်ရှိလို့လူတွေဇာရိတာစိုးရွားလာတာလည်းဟုတ်တယ်။လူတွေဇာရိတာဖောက်ပြန်လာကြလို့ဂေဟာရင်ရှိလာတာလည်းဟုတ်တယ်။အရေးကြီးတာကဘသူတွေဘာပဲဖြစ်ဖြစ်မင်းတို့ငါတို့ ဇာရိတ္တကောင်းမှုလိုပါရဲကွာကဲကဲအတော်လေးကြာသွားပြီဝိုင်းသိမ့်လိုက်ကြစို့ခွက်လက်ပါကွာကျွန်တော်တို့ဝိုင်းသိမ့်နေကြတိုင်းခွက်လက်ဟုအချင်းချင်းဆူတောင်းပေးပြီးအသည်းသည်အိမ်ပြန်ခဲ့ကြတယ်သို့တော့မရေရာမတေချာသည့်ကျွန်တော်အဖေကိုတော့သူတို့နှစ်ဦးလုံးဘယ်နည်းနဲ့မှသဘောကျလိမ့်မည်မဟုတ်ပေတားနဲ့သမီးရေအစင်းသိမ့်ပြင်သွားရအောင်ဟေတော်ကြအဖေတို့နောက်ကျနေမှာမင်းတို့ဦးလေးကစိတ်ဆိုးတော့မူနေအောင်မယ် အချိန်ကာလများကလင်းမြန်စွာကုံဆုံး၍လူသားတယောက်ဖို့ရှင်တန်ခွင့်များကကျော်ပါးစာပြုလာတယ်။ဖြစ်တည်မှုချင်းမတူညီခဲ့တဲ့ကျွန်တော်တို့၃ယောက်ဖို့ဘဝတွေကလည်းခြားနားခဲ့ကြတယ်။ကျွန်တော်ကမေနှစ်လက်ထပ်ပြီးအိမ်အောင်တက်ငါးနဲ့အတွင်းကလေးရဖို့ဤမျိုးစုံစ조사ခဲ့ပေမဲ့အထမမြောက်ခဲ့ပြီ။အဓိကချိုးရင်းချက်ကတော့ကျွန်တော်ဖြစ်နေပြန်တော့မိကိုပိုအားနာရပြန်တယ်။နောက်တော့မိစိတ်တိုင်းကြာ မိဘမဲ့ဂေဟာကနေတားလေးတယောက်တမီးလေးတယောက်မွေးစားဖြစ်ခဲ့ကြတယ်။ခုတော့ကျွန်တော်ကဘာလေးကတာတာမီမီလေးတွေနဲ့မြစ်တာဂေဟာလေးတိဆောက်နိုင်ခဲ့ပြီဖြစ်တယ်။ရွှေမျက်မှန်ကတော့လွန်ခဲ့တဲ့၃နှစ်လောက်ကလေးကအမေရိကမှာအခြေချပြစ်သွားတယ်။နိုင်ငံတကာအေဂျင်စီတွေနဲ့ဆက်သွယ်လုပ်ကိုင်နေရတော့လေမြမပြီကိုအလဲပတ်မရောက်ဖြစ်တော့။သို့တော့သူ့ပိုင်ဝင်ဝင်များဖြင့်သူတို့မွေးရမြေမျိုးလေးတွေဘိုးဘွားရိတ်သားတို့ မိဘမဲ့ဂေယာတို့ကို ဖွင့်လှစ်ပေးထားသည်ဟုကြားရတယ်။ဂျိတ်သားတွေအတွက်လိုအပ်သမျှကို သူကငွေလွှဲပေးပြီးညမဖြစ်သူကဦးစီးဆောင်ရွက်ပေးတယ်။ဒီကအောင်မြင်မှုတွေကိုကြားရတိုင်းကျွန်တော်တို့မှပီတိဖြစ်ကြရတယ်။ဝက်ကြီးကတော့ကြီးစားဦးနဲ့ပြတ်သွားပြီးနောက်နှစ်နှစ်သုံးနှစ်လောက်အသေးကွယ်ရင်အရက်ကျိုးဖြစ်သွားသေးတယ်။နောက်တော့ကျောင်းမြတ်ရတနာကုမ္ပဏီပိုင်ရှင်မမမြတ်နဲ့တွေ့ပြီးဘဝကိုပြန်လဲထူထောင်နိုင်ခဲ့တယ်။ မမမြရဲ့ဖေးမမှုနဲ့မိုးကုတ်မြို့ရဲ့ကြောက်တထေးကြီးဦးအောင်မင်းဦးဖြစ်လာခဲ့တယ်။ယနေ့ဒီကဝက်ကြီးနဲ့မမမြတ်တို့ဤတစ္ဆာရေးပတ်ဖြန်းမြေနေ့မို့ကျွန်တော်တို့တမိသားစုလုံးတွားဖို့စီစဉ်ထားကြခြင်းဖြစ်တယ်။ဟာစာအုပ်ကြီးတို့သားမတွေလာပြီဟဲ့မင်းတို့ကလည်းနောက်ကျလိုက်တာကွာလာလာဝက်ကြီးကကျွန်တော်ကိုစီး၍ဟောက်တယ်။ဒီကောင်မျက်နှာကတော့တလောကလုံးမှာအပျော်ဆုံးလူသားတစ်ယောက်ကဲ့သို့ပင်ရှင်လန်းနေလေတယ်။ မမမြက်ကလည်းဝက်ကြီးလက်မောင်းကို မလွတ်စတဲ့ချိတ်တွဲထားတယ်။ကြောင်မြရတနာတထေးတွေဆိုပေသည့်မင်္ဂလာပွဲကိုတကန်တနာကျင်းပခြင်းမျိုးမဟုတ်ပေ။ဆဲကျော်တန်လေးတွေမဟုတ်ပြန်တော့အိမ်မှာပဲဖုန်ကြီးဆွန့်ကပ်ပြီးခင်ရမေယာလေးတွေလောက်သာ ဖိတ်ထားခြင်းဖြစ်တယ်။ကျွန်တော်နဲ့မေလေပွဲပြီးတဲ့အထိဝိုင်းကူလှုပ်ပေးကြရင် အေးအေးလူလူ စကားပြောပြခဲ့ကြတယ်။ကျွန်တော်တို့တွေလူစုံတက်စုံဆိုတော့ ရွှေမျက်မှန်ကိုအောင်းမိမိကြတယ်။ရွှေမျက်မှန်ကတော့တော်တော်နဲ့အိမ်တော်ထူအုံးမိပုံမပေါ်သေး။ငါတို့ရဲ့လူပြိုကြီးရွှေမျက်မှန်ကိုချွတ်နိုင်မဲ့မရီလေးကိုတော့မြင်ရောင်မိပါသေးရဲ့။ဟာဟာ။ဝက်ကြီးကစတင်အရှုံးဖောက်လိုက်လေတယ်။အမေမင်းအောင်ခုမှစွန်နာကိုများ။ငါလည်းမင်းကိုအမိလိုက်မှာပါကွာ။နော်မ။မမမြက်ကဝက်ကြီးလက်မောင်းကိုတစ်ချက်ဆွဲလိမ့်လိုက်ပြီးချစ်မျက်ဆောင်လေးထိုးလိုက်လေတယ်။ကျွန်တော်နဲ့မေက လိုက်လိုက်လဲလဲရည်ပြစ်ကြတယ်။ကျွန်တော်တို့သုံးယောက်နဲ့အိန္ဒုဇနီးများမကြကနဆုံးပြစ်လဲကောင်းမယ်လို့အတွင်းဝင်လာပြီးတော့ရွှေမျက်မှန်ကိုပို့ပြီးအောင်းမိမိတယ်။တနေ့ကကားဂိတ်မှာခလေးမနဲ့ဆုံးပြစ်သေးတယ်။သူ့အမျိုးသားမော်လမြိုင်မှာတာဝန်ကြလို့အရွှေပြောင်းလောက်ရမှာတဲ့။တမျိုးလဲကောင်းပါတယ်ကွာ။ဒီနေ့တော့လဲရွှေဖူးလေးကိုမြင်ရုံပဲရှိတယ်။သူ့အတိုင်းဝန်းကမျက်စိတောက်တောက်ကြည့်နေတော့လဲဂေယာလာဖို့အရေးတောင်ခိုးကြောင်ခိုးဝဲလာတွေ့ရကြတာ ဝက်ကြီးစကားဆုံးမှာခလေးမကိုချက်ချင်းမြင်ရောင်လိုက်မိတယ်။ဆယ်စုနှစ်တခုစာလောက်ကျွန်တော်တို့ထံငယ်သူမို့ခလေးမဟုသာအလွယ်ခေါ်ပြကြတယ်။ငယ်ရွယ်သူဖြစ်ပေမဲ့မိခင်စိတ်ပြေဝသူဖြစ်တယ်။လူလောကတွေဝင်ရောက်လာမယ်။လူသားတယောက်ကိုအလုံးဝိုင်းဖြတ်တိချာမှာတတ္တိရှိရှိနဲ့ခေါ်ဆောင်ပေးနိုင်ခဲ့တယ်။သို့တော့အမေရဲ့တမီးရဲ့လို့ခေါ်ဆိုခွင့်မရရှိခဲ့။သူဆန္ဒတိုင်းရွှေဖူးလေးကို ွေထုံနိုင်ဖို့မိဘတွေကသဘောတူခဲ့သလိုမိဘတွေဆန္ဒတိုင်းရွှေဖူးလေးမွေးပြီးသူလည်းအိမ်အောင်ပြုခဲ့ရတယ်တကယ်တော့ရွှေမျက်မှန်လည်းမှန်တယ်ကလေးမကလည်းမှန်တာပဲကလေးမကတရားရည်ရာတွေမလုပ်တာပဲကံကောင်းတယ်ဆိုရမှာရွှေမျက်မှန်ကလည်းမေ့နိုင်မှာမဟုတ်သလိုကလေးမကလည်းရွှေမျက်မှန်အခက်ခဲကိုနားလည်နေတော့ဘလို့မှစိတ်နာနိုင်မှာမဟုတ်ဘူးဝက်ကြီးကအတိတ်ကိုလွမ်းမောဝေဖြစ်တန်းတန်းတတ်တာ ပြောလိုက်ဟန်ဖြစ်မယ်။ရီရီမောမောနဲ့စတင်ခဲ့သည် ကျွန်တော်တို့စကားဝိုင်းလေးကအတွေးကိုစီနဲ့ငြိမ်သက်သွားကြပြန်တယ်။တသက်မှာတယောက်သာချစ်ခဲ့မှုတော့ရွှေမျက်မှန်ကတော့အချေရေးကံခေလွန်လာတယ်။အသက်ကွာလာသောသူတို့ဖို့နှစ်ဦးလုံးကအသေးနှစ်အောင်ချစ်ခဲ့ကြတယ်။အကိုလိုတစ်မျိုးတငယ်ချင်းလိုတစ်ဖုံတိုင်မင်မောတိုင်မင်ဘက်ဖြစ်ခဲ့တယ်။ရွှေမျက်မှန်ကကလေးမဖို့အယူမှုဖြစ်ခဲ့ရတယ်။သို့သော် သူတို့မိုက်ခဲ့ကြတယ်။မားခဲ့ကြတယ်။ကာမတဏ္ဏောနဲ့ကြုံဝင်သွားခဲ့ကြတယ်။တကယ်ဆိုကိုဖုံးကလွန်တာပေါ့။သူ့အောင်မြင်မှုကိုပဲရှည်တန်းတင်နေတာ။ကိုညမာလေးဆိုသူ့ထက်တောင်းငယ်တယ်။ပညာရေးတပိုင်းတစားနဲ့ဘလောက်တော့အခက်တွေ့လိုက်မလဲ။နှုတ်သဘောတူမားခဲ့ပြီးမှတော့ဖြစ်လာတဲ့အရာအလုံးကို အတူတူရင်ဆိုင်ရမှာပေါ့။ကိုတငယ်ချင်းမို့တာပဲ။မေတော့အဲ့လိုစိတ်တက်မျိုးသိညွန်တာပဲ။လူလောကရဲ့ရောက်လာမဲ့လူသားတယောက်ကို မကြိုးစိုးခြင်းနေအဲ့ဒီလိုတော့မဖြည့်ဆည်းသင့်ပါဘူးမေကသူ့အမြင်ကိုဖွင့်ဟလိုက်တယ်မမမြက်ကမေးလောက်ဂါဂါနနတိလာသည်မဟုတ်ကျွန်တော်တို့ပြောနေသည်ကိုသာစေဝင်တစားနားဆင်နေတယ်အဲ့လိုမပြောပါနဲ့မေရဲ့ခုလေသူ့သွေးသားလေးတက်ရှင်နေတာပဲတချို့ယာတွေကရွေးချယ်ဖို့တိတ်ခတ်တယ်မေရသူ့မသားကြီးကအရန်လိုပါကြီးတယ်ဒီကောင်အပေါ်အများကြီးမျှော်လင့်ထားတာ ဘွားတော်ကြီးကယောဂာနဲ့ဟန့်လိုက်လို့ရွှေမျက်မှန်ခမရအကြက်ရိုက်သွားရှာတာပါယောဂာတဲ့အမေနဲ့ချစ်ရတဲ့ချစ်သူကြမှာရှေတိုးတဘူးနောက်ဆုံးလဲတော့ဖြစ်ခဲ့ရရှာတာကျွန်တော်ကရွှေမျက်မှန်တွင်ကာပါပေး၍မိကိုဖြည့်ရှင်းချက် ထုတ်ပေးလိုက်မိတယ်အဲ့ဒါတော့ဟုတ်တယ်တာမန်ကြီးရင်သူ့လူရက်ကယုံပါတယ်ထင်ရပေမယ့်တကယ်ကတနာစရာပါကွာ မမကြီးဆက်ကွင်းမိနေတာအမေရိကသာရောက်သွားတာ ။ "तू ဘလောက်ခံစားလိုက်ရမလဲ။ကိုချင်းစာကြည့်လို့ရတယ်။ခုအချိန်တွေကကလေးမလေးအပြင်ဒွေတာစရာတယောစင်က ပို့တိုးလာပြီမို့လား။တခုကောင်းတာကငါတို့နှစ်ယောက်ရှိနေတဲ့ဒီမျိုးကဂေဟာမှာရွှေဖူးလေးရှိနေတာပဲ။တခြားမှာဆိုတွားတွေ့ဖို့မလွယ်ဘူး။မမမြက်ကတော့လွန်လွန်ဆွေဆွေနဲ့ပြောနေသည် ချစ်လင်မောင်အသက်ဆက်ဆက်လေးကို ပြုံးကြည့်နေရှာလေတယ်။ဂေဟာကိုရောမင်းရောက်ဖြစ်သေးလား။ မင်္ဂလာပွဲတော်စီစဉ်နေရတာနဲ့ပဲမရောက်ဖြစ်ပါဘူး။ရွှေဘူးလေးကမင်းနဲ့ငါကိုတော့အတော်တန်ရုံးစဉ်ရှိရှာတယ်။သူ့အမိလည်းလက်ထပ်ပြီးကလေးကရောက်ဖြစ်မယ်မထင်ဘူး။ဝက်ကြီးပြောလိုက်မှဖြင့်ရွှေဘူးလေးကိုပို၍တွေ့ကျင်သွားမိတယ်။အလုတ်ပိရဲ့တရရက်တော်ရအောင်သွားအောင်မည်လို့ကျွန်တော်စိတ်ထဲဒေမတ်ထားလိုက်မိတယ်။ခုတော့တချိန်ကငါတို့ညင်းခုန်ခဲ့ကြတယ်။ဂေဟာတွေရှိလို့လူတွေဇာရိတ်တာပြက်လာကြတာလား။ဇာရိတ်တာပြက်လို့ ဂေဟာတွေရှိလာတာလားရွှေမျက်မှန်လည်းကောင်းကောင်းကြီးနားလည်ပြီထင်ပါရဲ့ရွှေမျက်မှန်ကလေးမနဲ့ရွှေပူးလေးတို့ဖြစ်ကိုပြန်တွေးမိတော့အတိတ်ကစကားဝိုင်းလေးတစ်ခုကိုအောင်းမိမိရင်ကျွန်တော်ကထိုးတို့ဆူလိုက်မိတယ်အဲ့ဒီတော့ကညင်းခုန်ခဲ့မိတာတွေအတွက်ဒီကောင်ကိုငါတကယ်အားနာမိတယ်ဇာရိတကောင်းခြင်းမကောင်းခြင်းနဲ့ဆုံးဖြတ်လို့မရပါဘူးလူတွေရဲ့အမျိုးမျိုးသောဒုက္ခတွေကြောင့်ဂေဟာတွေဖွင့်လှစ်ထားရတယ်ဆိုတာ ရွှေမျက်မှန်တို့အဖြစ်ကိုကြည့်ရင်ငါနားလေခဲ့ရတယ်။ငါတို့နိုင်ငံကကလေးတွေရဲ့အနာဂတ်ကလည်းရင်လေးစရာပါကွာ။လူရဲလို့သာဖြစ်လာတာ။မိဘမဆန်တဲ့မိဘတွေကြောင့်လူဖြစ်ရှုံးနေရတာ။ကိုသားသမီးပဲတာဝန်မယူနိုင်ရင်မမွေးနဲ့ပေါ့။ခုတော့ကွာ။ပွင့်သောပန်းတိုင်းလမ်းစီဖို့။လမ်းသောပန်းတိုင်းဖူးဒဏ်တွေပွင့်ဖက်တွေနဲ့ဝင့်ထည်နေဖို့။မင်းတို့ကတော့အတတ်နိုင်ဆုံးရေလောင်းပေါင်းတင်ကြတာပေါ့ကွာ။ ရှင်မြတ်မန်ကတော့အမြင်မှန်ရဖို့ရင်ဘဝသင်ခန်းစာကနေပို့ချခံလိုက်ရတာငါစိတ်မကောင်းဘူးဆောင်ကြီးဟာဝက်ကြီးကသူ့စိတ်ရင်တိုင်ဖွင့်ဟာလေးတယ်တကယ်တော့လူငယ်ပြီပြီညင်ညကုံညာရှိခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းလေပြီးပြီးပျောက်ပျောက်နဲ့ပျော်ပျော်နေခဲ့ကြသည်သာမတခုစဉ်းစားမိရာရှိတယ်မတို့လည်းအရွယ်ရနေပြီဆိုတော့တာသမီယူဖို့အတော်စူးစမ်းရမှာရွှေဘူးလေးကိုမွေးစားလိုက်ရင်မကောင်းလား မမမြက်ကချင်းချင်းတွေးဆရင် သူ့အမြင်ကို ကျွန်တော်တို့ဟာထောက်ခံချက်တောင်းလေတယ်။ဒါတော့မဖြစ်ဘူး။ဒီလိုသားဆိုစာအုပ်ကြီးတို့လည်းမရမွေးစားကြမှာပေါ့။ရွှေမျက်မှန်ဟာမောင်တို့တငယ်ချင်းအရင်းကြီးလေ။မောင်တို့ကြားမှာရွှေဖူးလေးနဲ့သူကကြာလာတာနဲ့အမျှအနေရခတ်လာလိုက်မယ်။သူကဘာကြီးပဲဖြစ်နေပါစေ။ဘလို့အချိန်နေပဲရောက်ရောက်မောင်တို့ကရင်မချင်းအနည်းဆုံးတငယ်ချင်းတွေဆိုတော့သူ့ကိုပို့ပြီးနားနဲ့ပေးရမှာပေါ့။ တကယ်တော့ဒီကောင်ကြီးကလူသားဆန်တဲ့လူတယောက်ဖြစ်ချင်တာလူလူလူဆိုတဲ့လူအမျိုးအစားသုံးမျိုးရှိတဲ့အနံ့လူစည်ရင်နဲ့ဝင်မို့မောင်တို့ကိုအမျက်နီးနာပေးခဲ့တာရွှေမျက်မှန်ကမိဘဆန္ဒကိုဦးစားပေးရက်တည်ခဲ့တာမို့လူပီသားတဲ့လူတယောက်ဖြစ်မယ်လို့မောင်ယုံကြည်တယ်မိဘအတွက်ရွေးချယ်လိုက်တဲ့မောင်တငယ်ချင်းတွင်မောင်ကုန်းယူခြင်းတယ်တခြားတော့မတွေးချင်တော့ပါဘူးမယင်ဝက်ကြီးကဆက်မတွေးချင်ဟုဆိုတော့လေ ကျွန်တော်ကမူဆက်တွေးနေမိတယ်။လူလူလူဆိုသည် ဥပမာလေးနှင့်စာတန်ပေတန်ပြောတတ်သည် စာဥစာပေ အလွန်ဖတ်သည် ရွေမျက်မှန်ကတော့ဘယ်စရင်နဲ့ဝင်သွားပြီရဲ့ကျွန်တော်မသိ။ကျွန်တော်ကိုယ်တိုင်လည်းဘယ်အုပ်စုဝင်ဖြစ်နေမှလဲကျွန်တော်မခံမှန်းတတ်သည်။ဝက်ကြီးတယောက်ကိုတော့လူသားချင်းစာနာတတ်သည်စိတ်ကလေးတစ်ခုတည်းရှိယုံနေပင် လူစရင်နဲ့တော့ကျွန်တော်ထဲသွင်းလိုက်မိပါတော့တယ်။ နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။